အရင်ဆုံးချက်သေးလေးတွေကိုအတုံးသေးလေးတွေလီးထားပေးပါမယ်နော်မိမိစိတ်ကြိုက်အတုံးလေးတွေတုံးလို့ရပါတယ်နော်ဒီချက်နေလေးကသမင်းမြင်ပြီးစားလို့ကောင်းတာမို့လိုက်ချက်စားကြည့်ကြနော်ချက်နေလေးကိုလည်းအဆုံးထိလိုက်ကြည့်ပေးကြနော် Oh my god! Wow! ထားတဲ့ကြက်သွေးလေးတွေကိုရေးထည့်ပြီးအရင်ဆုံးကြုတ်ထားပေးပါမယ်။ က်တုံချူနဲ့ကြက်တုံနီကိုအယောင်တင်မှုန့်ထည့်ပြီးညစ်နေအောင်ထောင်းထားပေးပါမယ်။ထားတဲ့ကြက်သွေးလေးတွေကိုစကားလေးနဲ့ဆဲထားပေးပါမယ်။ ထောင်းထားတဲ့စက်တုံလေးစက်တုံဖြူကိုစနုံးမှုအနည်းငယ်ထည့်ပြီးအရင်စီတက်ပေးပါမယ်။ ချက်သွန်လန်းလာရင်ပြုတ်ထားတဲ့ချက်သွေးလေးတွေထည့်ပေးပါမယ်ရတာအတွက်စားအချို့မှုန်ထည့်ပေးပါမယ် မြုပ်တီးမှုန်းနေငယ်ထည့်ပြီးနန်းနံပင်အုပ်ပေးပါမယ်စားလို့ကောင်းတဲ့ချက်သွေးချက်လေးရပါပြီပင်းချက်နေလေးတွေကို ထပ်ပြီးတင်ဆက်ပေးမှာမို့ channel လေးကို subscribe လေးလုပ်ခဲ့ကြနော်